ကျွန်တော်ဒီဗီဒီယိုလေးမှာအဲဗီဒီယိုလေးကို နောက်ဆုံးထိကြည့်သွားတဲ့လူတွေအတွက်ကိုကျွန်တော်မြစ်တာလက်ဆောင်လေးနောက်ဆုံးမှာပေးထားပါတယ်အဲအဲ့လိုဆိုတော့မိတ်ဆွေတို့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါအကျော်ကြည့်ရင်တော့သူကကျွန်တော်တို့ဒီ data ထဲမှာပေါ်တယ်ပေါ့နော်အဲဒါကြောင့်မိတ်ဆွေနောက်ဆုံးထိကြည့်ပြီးရင်အဲဟိုနောက်ဆုံးကြည့်ပြီးအဲ့မှာကျွန်တော်လက်ဆောင်လေးပေးထားပါတယ်မိတ်ဆွေတို့ဟိုအဲ့ဒါလေးနောက်ဆုံးမှာတွေ့ရလိမ့်မယ်အဲ့လိုဆိုတော့ ဟိုဒါပါလက်ဆောင်ဖြစ်မလဲဆိုတာကိုအဲမိတ်ဆွေတို့အချက်တော့အကြည့်ကြည့်ပါအောင်နော်အဲ့လိုဆိုတော့ဘလူရီအတွက်နဲ့ခွဲပြမှာမဟုတ်လူရန်ပေးမှာအယောက်တစ်ထောင်ရှင်အယောက်တစ်ထောင်လုံးကိုပေးမှာဖြစ်ပါတယ်အဲ့လိုဆိုတော့ဟိုမိတ်ဆွေမရမှာစိတ်ပူပါနဲ့အားလုံးရမှာဖြစ်ပါတယ်အဲ့လိုဆိုတော့ဗီဒီယိုလေးကိုတော့အဆုံးနေကြည့်ပေးပါအားလုံးကျေးဇူးများတင်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်ဒေါက်တာမြတ်ကိုဖြစ်ပါတယ်အဲဒီဗီဒီယိုလေးမှာကျွန်တော်ကောင်းစဉ်အတိုင်းပဲပေါ့နော်2020ငါမှာကျွန်တော်တို့သွားတန်ရှင်းလုပ်တယ်သွားကြောက်ချစ်တယ်ဆိုရင် အဲတိတိထားတဲ့အချက်တွေအဲအားလုံးပေါ့နော်တော်တော်များများကိုကျွန်တော်လက်လန်းမိတဲ့လောက်တော်တော်များများကိုအဲပြောပြမှာဖြစ်ပါအဲ့လို့ဆိုတော့ဟိုဗီဒီယိုကတော့နည်းနည်းတော့ရှည်မယ်ဒါပေမဲ့ဆွေတက်အများကြီးကြိုးရှိမယ်လို့ထင်တယ်ဟိုကိုသွားကြောက်မချစ်ခင်တန်ရှင်းမလုပ်ခင်လဲကိုဘုဒ္ဓတာလေးနည်းနည်းစုံသွားတော့ဟိုမလို့အရင်ချစ်စရာမလို့တော့ဘလို့ချင်နေမျိုးဆိုချားချစ်စရာလိုလဲဆိုတော့တိသွားတာပေါ့နော်အဲ့လို့ဆိုတော့ဟိုအဲ ဟိုကျွန်တော်2025မှာဆိုရင်တော့ဟိုဘယ်လိုပြန်ပြောင်းလဲမှုတွေကတော့ရှိရယ်ပေါ့နော်ကျွန်တော်တို့ဘယ်လိုပြောမလဲဒီပစ္စည်းကရိယာတွေကလည်းပိုပြီးတိုးတက်လာရယ်ပေါ့နော်ကျွန်တော်သွားတန်ရှင်းလုပ်တဲ့ချိန်မှာအရင်တော့ဆို2025မှာပေါ့အရင်ကထွက်နေတာပါအရင်တော့ကျကျွန်တော်တို့ ultrasonic scaler တွေပဲရှိရယ်အခုနောက်ပိုင်းမှာပိုပြီးတော့ခေတ်စားလာတာ air flow တွေ EMS air flow လို့ကျွန်တော်ခုပုံလေးမှာပြရတဲ့အတိုင်း EMS air flow တွေအဲတခြားပေါ့နော်ဒီလိုမျိုးဒီလေးကိုတုံးလေးအားကိုတုံးပြီး polish လုပ်တဲ့ set တွေလေးအားကိုတုံးပြီးတော့ အဲဒီလိုမျိုးသွားတန်ရှင်လို့တဲ့ဆက်တွေကအများကြီးပေါ်လာတယ်ပေါ့နော်အဲ့ဒါလေးတွေကလည်းကျွန်တော်တို့သွားတန်ရှင်လို့တာဟိုပုံမှန် ultrasonic တွေထက်ဆိုင်ဟိုကျင်တဲ့ဝေဒနာကတော်တော်လေးသိသိသက်သာရောကြပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီသွားတန်ရှင်လုပ်မယ်ဆိုရင်ဟိုတော်တော်များများပါဗောနော်ဟို ကိုပစက်ထဲမှာဥမာပြကြောက်ရှိမရှိကြတော့ကျွန်တော်တို့ကဥမာပြအရှိမျက်နှာစာမှာကြောက်တယ်ရှိနေရင်ကြတော့သိတာရတယ်ဒါကတော့ကိုမှကြောက်ရှိနေလို့သွားကြောက်ချက်ဖို့လို့လို့သွားချက်ကြတာဟိုဘယ်လိုပြောမလဲအဲတဘာဝကြတယ်ဗောနော်တချို့ကြတော့ဟိုသွားမှလဲဘာကြောက်မှမရှိဘူးအဲဒါပေမဲ့ကြောက်ချစ်ချင်တယ်ဆိုပြီးရောက်လာတယ်အဲ့လိုဆိုတော့ကျွန်တော်တို့စေကန်းကိုရောက်လာရင်တော့ကျွန်တော်တို့တေချာစစ်လိုက်တယ်စစ်တော့ကြောက်တွေပါမရှိဘူးထူးထူးမရှိဘူး तू သွားတိုက်ရုံနဲ့ တော့တိုက်တော့တရားတိုက်အောင်နေပြီးမဲ့ကိစ္စဆိုကျွန်တော်တို့ဘာမှမလုပ်ပေးဘူးဘာမှမလုပ်ပေးပဲနဲ့ဟိုကိုကိုကိုတိုင်းပဲသွားတန်ရှင်းရေးပဲလုပ်ခိုင်းတယ်ပေါ့နော်အဲ့လိုမျိုးအနေထားလည်းရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဥပမာပြသွားတန်ရှင်းရေးလုပ်တာကလည်းလိုအပ်မှလုပ်တာကောင်းတယ်ဟိုလိုမျိုးမလိုအပ်ပဲနဲ့ဥပမာ6လတစ်ခါလုပ်တာတော့မှန်တယ်6လတစ်ခါအတွင်းမှာကိုကကြောက်တယ်ရှိနေတယ်ဆိုလုပ်ပေါ့နော်6လတစ်ခါအတွင်းမှာပြန် check up လုပ်လို့ဆရာကကြောက်တယ်ဘာတွေမရှိဘူးဆိုရင်လုပ်ဆရာမလိုဘူးတော်တကယ်တမ်းလေအဲ့လိုဆိုတော့ ကိုဘက်ကအသေးချာလေးတွားတိုက်စီကောင်းကောင်းသဘောတန်ကောင်းကောင်းနဲ့တိုက်နိုင်နေဆိုရင်အရင်ဟိုဘာမှအသေးစိတ်ပူစရာမလိုတဲ့ကိစ္စပေါ့နော်မမြင်နိုင်တဲ့ကြောက်ကကြတော့ကျွန်တော်တို့ဒီတွားရဲ့အနောက်ဘက်ချမ်းမှာရှိတဲ့ကြောက်တွေပေါ့နော်အနောက်ဘက်ချမ်းရှာပြီးနားမှာရှိတဲ့ကြောက်တွေအာကောင်းမှာအာကောင်းမှာရှိတဲ့အာကောင်းဘက်ချမ်းမှာရှိတဲ့တွားတွေရဲ့ကြောက်တွေပေါ့နော်အဲ့လိုမျိုးမမြင်နိုင်တဲ့မျက်ွယ်တွေမှာပဲအကြောက်တွေရှိတယ်ပေါ့နော်ပြေတချို့ကြတော့သွားထက်တဲ့လူတွေပေါ့သွားထက်တဲ့လူတွေမှာဆိုရင် အဲသွားထက်တဲ့လူတွေမှာဆိုရင်လည်းအဲ့လိုမျိုးကြောက်တယ်တာပုံများရတယ်ပေါ့နော်။သွားညီတဲ့လူတွေကကြောက်တိတ်မရှိဘူး။ကြောက်နေရပေါ့နော်။သွားတန်ရှင်းရင်ကောင်းတဲ့လူပေါ့နော်။သွားလဲညီရဲသွားတန်ရှင်းရင်ကောင်းလို့အကြောက်တိတ်မရှိဘူး။သွားတော့ညီရဲဒါပေမဲ့သွားတန်ရှင်းမှုအားနေတဲ့လူကြတော့ကြောက်နေနေမြားတတ်တယ်ပေါ့နော်။အဲ့လိုမျိုးသဘောတော့ရှိတယ်။အဲနောက်တစ်ခုကကြောက်လေဒီလိုဟိုဆရာဝန်နဲ့ကျွန်တော်တို့တော်တော်များများကြောက်ရတဲ့ဟိုကိစ္စလေးရှိတယ်ပေါ့နော်။ဆရာဝန်နဲ့အမြဲပြဿနာတတ်တယ်။ အဲကျွန်တော်တို့တော့မကြုံဘူးဟိုတချို့ဆရာတော်တော်များများနဲ့ကျွန်တော်မေးဘူးတော့တို့ပြောပြတယ်။ဒါတွားကျဲတွားကျဲနေရတယ်။အမှန်နဲ့တွားအစရဲကျဲနေတာ။ဒါပေမဲ့လူနာတကူတွားကျဲမှမသိဘာကြောင့်လဲဆိုအဲတွားကျဲကျဲတွားနှချောင်းကျဲကြားထဲမှာကြောက်ဖြစ်နေတာ။ကြောက်ကအဝါရောင်ဖြစ်နေတယ်။အဝါရောင်တော့သူ့တွားလည်းတိတ်မဖြူတော့ဟိုကြောက်နေတွားနေရနည်းနည်းရောရောသလိုဖြစ်နေတာပေါ့။အဲ့လိုဆိုတော့သူ patient ကြတော့လူနာကြတော့အဲလူနာကြတော့ သူ့သွားမကျဲဘူးလို့ပဲသူကယူဆထားပြီးသားဒါပေမဲ့ဆီယောင်ကအဲ့သွားနှောင်းချားမှာရှိတဲ့အကြောက်ကိုဖယ်လိုက်တော့သွားနှောင်းကကျဲကျဲသွားတာဗောနော်ပြောကြောက်မရှိတော့ကြဟာအဲ့နဲ့အဆီယောင်ဝင်ပြန်တယ်ဆီယာဆီယာကြောက်ချစ်တဲ့ဒီအချောင်းကြီးနဲ့ထိုးလိုက်လို့သူ့သွားကျဲသွားတယ်ဆိုပြီးအဲပြဿနာရေးရှာအောင်အဲအဲ့လိုမျိုးဟာဆိုလည်းရှိတယ်ပြောချင်တယ်ဗောဒီဗီဒီယိုလေးမှာအဲတေချာလေးနားထောင်ပေးပါအဲ့လိုမျိုးဒီလို ultrasonic scaler တွေကလေသွားနှောင်းကိုကျဲသွားလောက်တဲ့အထိအားမရှိဘူးသူတို့ဒီသူတို့ရဲ့ ဒီ speaker အဒီခွန်အားပေါ့နော်တောင်းနှချောင်းကြောက်တယ်ကိုခွာရုံတော့ပဲဟိုဟာအနုတင်ရှိတာတောင်းနှချောင်းလုံးဆွဲဆွဲဟလိုက်လောက်ထိအားမရှိဘူးဒီ scaler တွေကအဲ့ဒါကြောင့်မလို့ဟိုအဲ့လိုမျိုးထင်တဲ့လူတွေရှင်လဲဒီ video လေးကိုလက်ဆောင်အနေနဲ့ပို့ပေးလိုက်ပါနော်ကျွန်တော်အဲ့ဒါလေးတော့မြင်တာရက်ခံနေပါတယ်အဲ့လိုဆိုတော့ဟို အဲအဲ့အဲ့လိုမျိုးကျဲတာတော့မဟုတ်မဖြစ်ဘူးကွာနော်ဒါကြောက်ပဲဖယ်ပေးတာဆိုတော့လေပြီးတော့ကြောက်ချစ်လိုက်ချင်းအဖင်လေကျွန်တော်တို့ကလေပုံမှန်ဆိုထင်တာတော့ကြောက်ချစ်လိုက်တယ်ဆိုတာဟိုဘလို့ချိန်မှချစ်လဲဆိုတော့ဂရင်းနဲ့ဆိုးတာတို့ဂရင်းနဲ့ဆိုးတဲ့ချိန်တို့ပြီးတော့ဗာလဲတင်းမော်တက်ရောချိန်တို့နိုင်ငံခြားသွားရောမယ့်ချိန်တို့အဲ့လိုမျိုးချိန်မှာကြောက်ချစ်ရတယ်ထင်တာမဟုတ်ဘူးနော်ကြောက်ချစ်တဲ့ကြောက်ချစ်ချင်းအဖင်အများကြီးဒီလိုမျိုးကျွန်တော်တို့ဒီဘလို့အကောင်းဆုံးရလက်တွေအများကြီးရှိတယ်ဗောဆိုကျွန်တော်ပတ်သက်ချိန်မှာရှိတယ်ကြောက်တွေက ဒီကျွန်တော်နှလုံးယောဂါတို့ခန္ဓာကိုယ်မှာရှိတဲ့ယောဂါတွေနဲ့ဆက်ဆက်နေတယ်။ဘာလို့ဆိုတော့ကြောက်ဆိုရတဲ့သဘောကလေသူကအထဲမှာသူကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့ဟိုအဆူဖွဲလိုက်ကြီးနေတာကြောက်ထဲမှာသူဒီဒီ bacteria colony အများကြီးပဲစုပြီးနေတာအဲ့လိုဆိုတော့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဂေဟာစနစ်ကြီးတခုဖြစ်နေတာပေါ့အထဲမှာလေအဲ့လိုဆိုတော့ဗဇက်ကိုဒုက္ခပေးနိုင်တဲ့ဟိုမှာသွားပိုးစားစေနိုင်တဲ့ပိုးတို့အကုန်ရှိရပေါ့ယုဒမြအကုန်ပါတယ်ဆိုတာကြောက်ပေါ့နော်အဲကြောက်တွေထဲမှာအကုန်ရှိရပေါ့ ဆိုဘက်တီးရီးယားဘက်တီးရီးယားတွေဗိုင်းရပ်စ်တွေအစုံပေါ့နော်ဒီလိုမျိုးမိုက်ခရိုအော်ဂနစ်ဇမ်တွေအကုန်စုဝေးပြီးတော့ဟိုမာကျောသွားတဲ့အဆိုင်အဆိုင်ခဲတစ်ခုကိုကျွန်တော်တို့ကကြောက်ပေါ့အင်္ဂလိပ်လိုဆို calculus လို့ခေါ်ရပါနော် calculus လို့ခေါ်ရအဲအဲ့လိုဆိုတော့ဟိုဖယ်မရမယ့်ကိစ္စပေါ့နော်အဲ့လိုမျိုးဒီကြောက်တင်နဲ့လဲကျွန်တော်နှလုံးယောဂါတွေနဲ့လဲအများသောအားဖြင့်နှလုံးယောဂါနဲ့ဟိုအမြဲပတ်သက်မှုရှိတယ်ပေါ့နော်ဒါကြောင့်မလို့အခုလိုမျိုးနှလုံးကျန်းမာရေးအားနည်းလူတို့ ဟိုကိုကျမ်းမာရိုးကိုစောင်းလျှောက်ခြင်းတဲ့လူကြတော့အဲတွားချောက်ချစ်တာကအရန်တန်ဖိုးရှိပြီးတော့ဟိုမိမိရဲ့ခန္ဓာကိုယ်တစ်ခုလုံးအတွက်လည်းအကျိုးရှိတယ်ပေါ့နော်ဒီလိုမျိုးတင်းမောတက်ဖို့နိုင်ငံသားသွားဖို့ဟိုပါဇက်မှွေးဖို့လောက်ရောလောက်နဲ့တွားချောက်ချစ်ရတာမဟုတ်ဘူးနော်ပြီးတော့ဒီနိုင်ငံမှာလေကြောက်ချစ်ရတာအရန်တန်တယ်ဘာကြောင့်လဲဆိုတော့လေအခုလို2000 2025မှာတော့ကျွန်တော် ကျွန်တော်လဲလမ်းမိတလို့ပြောရမယ်ဆိုကြောက်ချစ်တာလေစင်ကန်တော်မများမှာအနေစင်ကန်တော်မများမှာကျွန်တော်တိတလို့အနည်းဆုံးပေါ့နော်အနည်းဆုံး4000လောက်ကနေ3000လောက်အထိရှိရပေါ့နော်ဒီကြောက်ချစ်တာဒီနိုင်ငံမှာဆိုတအားတန်နိုင်ငံခြားမှာဆိုမင်းရအောင်လေနီးဆုံးဘန်ကောက်မှာတော့မင်းရအောင်3000လောက်နဲ့လေ အသိန်းလောက်အသိန်းအထက်ပဲဖြစ်မယ်ထင်တယ်ကျွန်တော်ထင်တာသူတို့ပြီးတော့သုံးတဲ့ပစ္စည်းကဘာမှမဟုတ်ဒီပစ္စည်းတွေကြီးပဲဒီနိုင်ငံကိုသွင်းတဲ့ဟာတွေဒီနိုင်ငံကိုသွင်းတဲ့ဟာဟိုဘက်နိုင်ငံသွင်းတဲ့ဟာနဲ့ဟို brand တွေကလည်းအရန်กว่าမယ်မထင်ဘူးတခုနှစ်ခုလောက်ပဲกว่าလိမ့်မယ်လောရေကန်ကြီးကလည်းတရားဆရာဆရာဆရာမတွေကလည်းကိုကိုကိုရိုင်းဆရာမို့လို့လည်းဟိုမြောက်ပင်ပြောတာတော့မဟုတ်ဘူးအရန်တော်ပါတယ်တရားဆရာကြီးလည်းသူ့ဟာနဲ့သူအကုန်လုံးနိုင်တဲ့လူတွေကြီးပဲအဲ့လိုဆိုတော့ဟိုဘယ်လိုပြောပေးရတာ ਨੇ တော်တော်တန်တယ်လို့ပြောတယ်ဒီနိုင်ငံမှာအဲ့လိုမျိုးသွားကြောက်ချစ်တာတော့ပါတော့ အဲ့ဒါကြောင့်လည်းတော်တော်များနိုင်ငံခြားမထွက်ခင်ဒီမှာပဲလုဆရာရှိရလုသွားကြတယ်ပေါ့နော်အဲ့လိုဆိုတော့တက်ပါတယ်တက်ပါတယ်အဲ့လိုဆိုတော့ဟိုပြီးတော့လည်းကြောက်ချစ်တာကလေဟိုမိတ်ဆွေတို့ပြီးတော့စိတ်ကန်းသွားမယ်ဆိုရင်လေဟိုအချိန်ကတော့အချိန်ကတော့သူကကြောက်များရင်တော့လေနိုင်ဝက်45မိနစ်လောက်ကြာတယ်ပြီးတော့ကြောက်တည်နေတယ်ဆိုရင်တော့ကျွန်တော်ထင်တာတော့မိနစ်20လောက်နဲ့ပြီးရယ်ပေါ့နော်အများကြီးမလောက်ရအောင်ဆို ပြီးနောက်ပိုင်းမှာခေတ်စားလာတာ scaling and polishing ပေါ့နော် polish လုပ်တယ်ဆိုတာကလေဟိုတွားကိုပြောင်းလက်သွားအောင် polish လုပ်တာမဟုတ်ဘူးနော်တကယ်တမ်းကလေဒါဘာကိုလုပ်တာလဲဆိုတော့ scaling and polishing ဆိုတာကကျွန်တော်ကြောက်ချစ်လိုက်တယ်ဆိုကြောက်กว่าသွားတဲ့သွားမျက်နှာပြင်ကျန်းတယ်အဲ့မျက်နှာပြင်ကျန်းသွားတဲ့အချိန်ညရင်ကျွန်တော်တို့ကဒီ microorganism တွေကဟိုပြန်ကပ်နိုင်တဲ့အတွက်ကြောင့်အကြောက်ပြန်ဖြစ်နိုင်ကြီးရှိတယ် ဲ့လိုမျိုးကြောက်ပြန်ဖြစ်နိုင်ချေမရှိအောင်မျက်နှာပြင်ကိုချောသွားအောင်လုပ်လိုက်တာကို polishing လုပ်ခေါ်တယ်။ဟိုကျွန်တော်ပြောင်းလက်သွားအောင်လုပ်ပေးလိုက်တာဘယ်လိုပြောမလဲလင်းပြီးတော့ဖွေးသွားအောင်လုပ်တာမဟုတ်ဘူး။ဒီထပ်ထပ်မှန်ပြီးတော့ကြောက်ပြန်မတည့်အောင်ဟိုလုပ်တဲ့အနေနဲ့ polishing လုပ်တာဖြစ်ပါတယ်။အဲဒါကြောင့်မလို့သူ scaling နဲ့ polishing လုပ်ခေါ်ပါတယ်။အဲ့လိုဆိုတော့ဒါကြောင့်တော်တော်များများစိတ်ကမ်းပါလဲ scaling လုပ်ပြီး polishing လုပ်ကြတယ်။နောက်ပိုင်းပေါ့နော်နောက်ပိုင်း trend ပေါ့နော်။အရင်ခေတ်ကတော့တိတ်အဲ့လောက်ကြီးမလုပ်ကြဘူးပေါ့နော်။ ဲ့လိုလုပ်လိုက်ခြင်းကအရင်အကျိုးရှိပါတယ်ဟိုမိတ်ဆွေတို့အတွက်ဟိုကြောက်တစ်ခါချစ်ပြီးွားတိုင်းကြောက်ပြန်မတည်အောင်ကကွယ်ပြီးသားလည်းဖြစ်သွားပါတယ်တချို့စင်ကန်တွေမှာတော့ polishing လုပ်တယ်ဆိုရင် extra charge တော့ရှိတယ်ပေါ့နော်အဲ့လိုမျိုးတော့ရှိတယ်အဲနောက်တစ်ခုကကြတော့ပြီးတော့နောက်တစ်ခုလေမိတ်ဆွေတယောက်ဒီ comment မှာမိထားတယ်ဟိုသွားချင်အောင်ဝင်ကျွမ်းကျင်မှုပေါ့အခြေခံပြီးတော့တဲ့ အဲဟိုကြောက်ချောက်ချစ်တဲ့အခါပေါ့နော်ဒီလိုမျိုးသွားကြွေလို့ ਆ ပဲ့တာမျိုးဖြစ်နိုင်လားလို့မေးထားတယ်။အဲ့မင်းကလေကျွန်တော်တော့တော်တော်စဉ်းစားလိုက်ရယ်။ဟိုဒါမဲ့လေပြန်စဉ်းစားပြန်တွေးကြည့်မယ်ဆိုရင်ကြောက်ချစ်တယ်ဆိုရဲဟို skill ပေါ့နော်ကြောက်ချစ်တယ်ဆိုရဲဒီ technique ကဟိုကျွန်တော်တို့သွား say log အဲသွားဒီသွားချမ်းမာရေ log မှာဆိုရင်သူကအရန်ခက်ခဲတဲ့အလုပ်မဟုတ်ဘူးပေါ့နော်။ဟိုနည်းနည်းလေးဘယ်လို fundamental ပေါ့အခြေခံကြတဲ့ ဟို treatment တစ်ခုဖြစ်တယ်ဗောနော treatment တစ်ခုဖြစ်တယ်ဆိုအရင်ဟိုလောက်ရပြုတ်အခက်ခဲတဲ့ဟာမဟုတ်ဘူးဗောနော်မဟုတ်တော့ဟိုဘယ်လိုပြောမလဲဟိုထွတီထူးထူးပေါ့အရင်အုံနောက်ခေါင်းစားစရာမလိုတဲ့အလုပ်ထဲမှာလည်းပါတယ်အကြောက်ချစ်တယ်ဆိုတာအဲ့ဒါအကြောင်းမလို့နိုင်ငံခြားရေးဘာတွေမှာဆိုရင်ကျွန်တော်တို့ဒီလိုမျိုးကြောက်ချစ်တာတော့ဘာလို့ဆိုရင်သူကဆရာဝန်နေတော့မလုပ်ဘူးအဲ့ဒါအတွက်ဘွဲတစ်ခုတက်တက်ရှိရ Dental Hygiene နဲ့ဆိုပြီးတော့အဲ့လိုမျိုးဘွဲတက်တက်ယူပြီးမှအဲ scaling လောက်တာတို့ တန်ရှင်းလောက်တာတော့လို့မျိုးအမြင့်ကိုချစ်တာတော့နော် root planning လောက်တာတော့အဲ့လိုမျိုးဟာတယ်လောက်ကြတယ်ပေါ့နော်ဒါပေမဲ့ဒီနိုင်ငံမှာကြတော့သူကတဖုံးယောဂအခုဌာနမှာအခြေခံပြီးတော့လောက်တာပေါ့နော်သွားစစ်တက္ကသိုလ်တို့ဘာတော့မှာဆိုအဲအဲ့လိုဆိုတော့ဟိုမိတ်ဆွေမေးရဲ့မေးခွန်းဟိုမေးခွန်းအရာဆိုရင်တော့ကျွမ်းကျင်မှုကတော့လေကျွန်တော်ထင်တာတော့ဘယ်တော့မှကွာမယ်လို့မထင်ဘူးဘာလို့ဆိုတော့ဘာလို့အခြေခံပြီးကျွမ်းကျင်တယ်လို့ပြောလဲပေါ့နော်ဒီကြောက်ချစ်တယ်ဆိုတော့အဲကြောက်ချစ်တဲ့ဆက်ကိုကင်ပြီးတော့အဲကြောက်နေရကိုနည်းနည်းလေး ဝီ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 လောက်လိုက်ရင်ကြောက်ကထွက်သွားပြီလေအဲ့လိုဆိုတော့ထွတီထွထူအရင်ကြီးဘာမှဟိုဟာလုတ်เสียမလို့တဲ့အတွက်ကြောင့်တော့ကျွန်တော်ထင်တာတော့ဟိုကျွမ်းကျင်မှုကအသိစကားပြောမယ်လို့တော့မထင်ဘူးခုနကမတော်ဖားတာတို့ဟိုတခြား treatment နေလို့ပေါ့အဲ့လိုမျိုးလုတ်ရမယ်လို့တော့မထင်ဘူးဒါပေမဲ့ဘာကွာဝါနိုင်လဲဆိုတော့မိတ်ဆွေပြောတာကတော့ကျွန်တော်လက်ခံပါတယ်ဟို tissues တွေကဟိုဟိုအားနဲ့အရင်အားသုံးတော့နာတယ်သူကအားမသုံးတော့မနာဘူးအဲ့လိုဆိုတော့ scalar ရဲ့အားသုံးเสียမလို့တော့ ultrasonic နဲ့ပဲဆိုတော့ အားသုံးကြမလို့တဲ့နေရာမှာအားတော့သုံးလိုက်တယ်ဆိုရင်မိတ်ဆွေရဲ့တွားကပဲ့သွားနိုင်တယ်ဒါပေမဲ့မိတ်ဆွေရဲ့တွားကပဲ့စီနိုင်တဲ့အကြောင်းရင်းကိုပြန်ပြောမယ်ဆိုပုံမှန်တွားတစ်ချောင်းကဒီတိုင်းမပဲ့နိုင်တွားမှာရှိတဲ့ဓာတ်တစ်ခုခုချုပ်တဲ့နေမှာပဲ့တယ်ဒါဖြင့်ကြွေလွာပါတာတို့တွားမှာရှိတဲ့ mineral content တွေနည်းနေတာတို့အဲ့လိုမျိုးဟာတွေမှပဲအလွယ်တကူပဲ့တယ်ဗောနော်ပုံမှန် scaler ရဲ့ဒီလိုမျိုး ultrasonic vibration လောက်နဲ့ပဲ့ဖို့အတွက်တော်တော်လေးကိုခက်ပါတယ် ော်တော်လေးကိုခက်ပါတယ်ကျွန်တော်တို့ဘာကြောင့်ကျွန်တော်တို့တည်လဲကျွန်တော်တို့ဆိုလဲကျွန်တော်တို့ဆိုလဲသွားဟိုသွားညှိပြီးသွားရဲလူနာတွေတန်ရှင်းပြန်လုပ်ပေးရတယ်ဟိုတခါလေကြာရင်ကျွန်တော်တို့ကော်တွေပေါ့နော်အတုံးကတ်ထားတဲ့ကော်လေးတွေဖေးရတယ်ဆိုရင်ဟို scaler တွေနဲ့ပဲဖေးရတာပဲလေအဲအဲ့လိုမျိုးဆိုရင်လုံးဝမကွာနိုင်ဘူးလုံးဝမကွာတော်တော်လေးကျွန်တော်တခါမှမကြုံဘူးကျွန်တော်ကိုယ်တိုင်ပေါ့နော်လူနာပေါင်းဟိုအများစွာကင်ပြီးတာကိုတောင်အဲ့လိုမျိုးမကြုံဘူးဆိုတော့မိတ်ဆွေတို့ ကျွန်တော်စဉ်းစားတာအဲ့လိုကိုကိုတိုင်းပင်ကိုသွားနည်းနည်းအားနေရဆိုရင်လည်းပဲ့နိုင်တယ်ပြီးတော့ဆရာဝန်ရဲ့အားသုံးမှုသုံးအားသုံးတာမသုံးတာပေါ့မူတည်ပြီးတော့လေအများကြီးပြောင်းလဲသွားနိုင်တယ်ပေါ့နော်အဲ့လိုဆိုတော့ကျွမ်းကျင်မှုနဲ့မဆိုင်ဘူးပေါ့နော်မိတ်ဆွေနည်းနည်းဟိုဘယ်လိုပြောမလဲကိုအတိမိတ်ဆွေတွေကသေချာစေကန်းပြထားဖို့တဲ့စေကန်းရှင်အဲ့လိုမျိုးစေကန်းနေမှာသေချာတိုင်ပင်ပေါ့နော်တိုင်ပင်ပြီးတော့အဲ့လိုသေချာလောက်ရတာအဆင်ပြေတဲ့ဆရာဝန်တရားရောက်နေပဲ scaling လို့ပေါ့ကိုကို ဟိုကိုအတိမိတ်ဆွေတွေမှာသွားနေကြ second ခုရှိရဆိုရင်လည်းလေအဲအဲ့လိုဆိုတော့ဟိုအရင်ကမစဉ်းစားပါနဲ့အဓိကကိုသွားအဓိကကိုသွားချမ်းမအောင်လဲကိုကိုကိုယူဆိုင်မယ်အဲကိုသွားချမ်းမအောင်ယူဆိုင်မယ်ဆိုရင်ကျွန်တော်ကလေဟိုဘယ်လိုပြောမလဲအဲသွားတိုက်စီးရဲမှာဆိုရင်ကျွန်တော်ကတဘာဝသွားတိုက်စီးတွေကိုကျွန်တော်တိတ်အားမပေးဘူးဘာကြောင့်လဲဆိုတော့မထီရောက်လို့ဟိုတကယ်လိုအပ်တာသွားမှလိုအပ်တာကျွန်တော်ခုနကဖလိုရိုက်လေဆိုဒီယမ်အဲ sorry ကျွန်တော်အဲဖလိုရိုက်ပေါ့နော်ဖလိုရိုက်လို့ပဲပြောလိုက် fluoride ရှိမှာ fluoroapatite crystal တွေပေါ့ကျွန်တော်တွားမှာရှိရဲ့ပေါ့ဆိုကျွန်တော်အစားသားတွေအစုံစားကြရင်တွားမှာရှိကျွေးလွာတွေကနည်းနည်းပါရတယ်ပါအဲ့ဒါလေးပြန်ဖြည့်ဖို့အတွက်ကကျွန်တော် fluoride ပါတယ် fluoride quality ကောင်းကောင်းပါတယ်တွားတဲ့ဆေးပဲသုံးလို့ရအောင်ဖြစ်ပါတယ်ဆိုတော့ကိုယ်တွားတဲ့ဆေးဝယ်မယ်ဆိုရင်လည်းအဲ quality ကောင်းတဲ့တွားတဲ့ဆေးတွေလေ့ချာလေးရှာပို့လို့ရတယ်အဲတဘာဝတွားတဲ့ဆေးကြတော့မကောင်းတာမဟုတ်ကောင်းတယ်ဒါပေမဲ့ဥပမာဖြင့်လေးညင်းတွားတဲ့ဆေးပေါ့နော်လေးညင်းတွားတဲ့ဆေးဆိုရင်လည်း အလေးကြီးကကျွန်တော်သွားရဲ့ဝေဒနာကိုယာယီတတ်တာတွေအဖြစ်အဲကြောင့်တချို့တွေကကျတော့ဟိုသွားကြိုက်တဲ့လူတွေကျတော့အေးသွားကြိုက်တဲ့လူတွေကျတော့ဟိုဘလို့ဘလို့အေးရက်ခွက်တွေမှာရှိပြဿနာတခုကျွန်တော်ပြဿနာဖြစ်ပြဿနာမဟုတ်ဘောနော်လူတွေရဲ့ဘလို့ပြောမလဲတန်တရားလည်နေတဲ့ဟာကြီးတခုကိုကျွန်တော်ပြောပြမယ်တော့ဘလို့လဲဆိုတော့သူ့ပစက်ထဲမှာသွားပိုးပေါက်တွေက3-4ပေါက်လောက်ရှိတယ်သွားပိုးပေါက်ကိုဖားမှာဆိုတာလဲ ဟိုဖားမယ်ဟမ်ဖားမယ်ဆိုတော့တိရတိရကွာဟိုသွားပိုးပေါက်ရှိရဆိုရင်ဖားဟိုဖားမှာအဲ့ဒါတော့ဟိုဟိုကိုကကိုလူတိုင်းစဉ်းစားလို့ရတယ်ကျွန်တော်တို့သွားချောင်မလုတ်ခင်ငယ်ကကျွန်တော်အဲ့လိုမျိုးဟိုတိထားရမှာဗျာအဲ့လိုဆိုတော့ဟိုအဲ့လိုမျိုးလည်းရှိတယ်ဒါပေမဲ့အဲ့ဒါကိုမလုတ်ဘူးမလုတ်ဘဲနဲ့ဟိုဘယ်လိုပြောလဲဆိုအဲ့သွားကိုက်ပြောက်တဲ့သွားတိုက်ဈေးတွေနဲ့ပဲအမြင်တိုင် အဲ့ဆိုအဲ့လေးညင်းသွားတဲ့အစီအစဉ်ပေါ့နော်ကျွန်တော် brand name ရတော့ကျွန်တော်ပြောတော့အဆုံးရှိတယ် market ထဲမှာတော့နော်အဲ့ဆိုအဲ့လေးညင်းပါတဲ့ Eugene ပေါ့နော်လေးညင်းလေးညင်းပါသွားတဲ့အစီအစဉ်နဲ့တဲ့အာအဲ့အဲ့ရက်ကွက်ထဲမှာရှိသမျှလို့အားလုံးလိုက်ပြောတယ်အာဒီသွားတဲ့အစီအစဉ်ကောင်းတယ်သွားမကြိုက်တော့ဘူးသွားမနာတော့ဘူးအဲ့ဒါယာယီ effect ပဲရှိရအဲ့ Eugene ကဒီကျွန်တော်သွားရဲ့ဒီ pain receptor ပေါ့နော်ကျွန်တော်ဝေဒနာခံစားရတဲ့ဒီအာယုံကြောလမ်းကြောင်းတွေကိုယာယီပဲပိတ်ပေးတာမိတ်ဆွေသွားတိုက်ဆင်ခဏပဲပြောင်း ။သွားတဲ့စီမတုံးတော့တာသွားတဲ့စီဖြတ်လိုက်တာတပတ်နှစ်ပတ်အတွင်းမှာအဲ့သွားလုံးဝပြန်ကြိုက်တယ်။ဘီရင်ဆရာမေးဆရာမလို့လုံးဝပြန်ကြိုက်လိမ့်မယ်။အဲ့ဒါအကြောင်းမလို့ကျွန်တော်အဲ့သွားတဲ့စီရှိနေလို့ဒါမေးဆရာမကြိုက်သေးတာ။ဒါပေမဲ့အဲ့လိုမကြိုက်ပေမဲ့ဘလို့ဖြစ်လဲဆိုတော့ဒီသွားတဲ့ချောင်းမှာတော့ဝေဒနာတော့မခံစားရတော့ဘူး။ဒါပေမဲ့ဒီသွားပိုးပေါက်ရှိရရှိသွားပိုးတွေကတော့ဆက်ပြီးတော့စားသွားမှာဒီအပေါက်ကတော့ပူပူကြီးလာလိမ့်မယ်မသေးသွားဘူးအပေါက်ကပူပူကြီးလာပြီးတော့ နောက်ဆုံးအကျောထိသွားပြီးတော့အကျောထုတ်ရတာနှုတ်ရတဲ့အထိဖြစ်သွားလိမ့်မယ်။ဒါပေမဲ့ဝေဒနာကတော့မခံစားရဘူး။ဘာကြောင့်လဲဆိုတော့ဒီလေးညင်းကတော့သွားရဲ့ဝေဒနာကိုပဲတတ်တာစီတာ။သွားပိုးမပြောက်ဘူး။သွားပိုးသွားတိုက်နိုင်တဲ့ property မရှိဘူးလေးညင်းမှာ။သွားကြတော့ anti အာ sorry အ sorry energetic action ပဲရှိတယ်။ energetic action ရှိတယ်။အဲ့လိုဆိုတော့ antibacterial property ကမရှိဘူး။ရှိမယ်ဆိုရင်တော့ အဲ့လောက်တေချာလေး research well research လုပ်ထားတာမရှိအဲ့ဒါတော့ကျွန်တော်ယုံကြည်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တဘာဝဟုတ်လို့တမာသွားတဲ့စီတမာဆိုလဲအဲ့ဒါတမာဆိုရင်ကြတော့သူတဖုံးအတွက်ကောင်းတယ်လို့သူဟိုပြောထားလေ neem ပေါ့နော် neem neem သွားတဲ့စီအဲသူကကြောက်တဖုံးအတွက်ကျမ်းမအရင်ခေတ်ကအိန္ဒိယဥပါရောမှာဆိုလဲတမာနဲ့သွားတဲ့တယ်ဘာဖြစ်တယ်냐ဖြစ်ကျမ်းမဟုတ်တယ်โอเคအတိုင်းအတာတစ်ခုတည်းဟုတ်တယ် အဲ့လိုဆိုတော့ဒါပေမဲ့ကျွန်တော်တဖုံးတစ်ခုရဲ့ကျမ်းမာလို့မရဘူးသွားလည်းကျမ်းမာဖို့လိုတယ်အဲအဲ့ဒါကြောင့်မလို့ဟိုကိုကဟိုတဘာတော်တဲ့အစီအစဉ်ကိုကျွန်တော်အတိတ်အရင်ဟိုမှဖြစ်ဘူးပေါ့နော်ပါဇက်တော့အတိတ်အသုံးအဲ့ဒါကောင်းတဲ့တော်တဲ့အစီ fluoride ပါတော်တဲ့အစီ quality ကောင်းတဲ့ဟာလေးပေါ့နော်ဟိုဘယ်လိုပြောကိုဂိတ်ဒီကိုဂိတ်ရှိမယ် sensor တိုင်းရှိမယ်အော်ရဘီရောပါအဲ့လိုမျိုး brand အမြင့်တဲ့ထဲမှာမှာအဲ့လိုမျိုးကိုဂိတ်တို့မှာဆိုလဲဒီတွားတဲ့ဆေးမှာအမြင့်ဆုံးနေရှိတယ်။ sensor တိုင်းမှာဆိုလဲအမြင့်ဆုံးနေရှိတယ်။ ပြီးတော့တခြား orbi တို့တခြားအစုံပေါ့နော် brand တွေအစုံရှိပါတယ်အဲ့တော့တို့တို့အမြင့်ဆုံးသားတဲ့စီရှိအဲ့လိုမျိုးကို total ပေါ့နော်ကိုကိတ်ဆိုကိုကိတ် total ရှိမှာ total မှာဆိုရင်တော့အကုန်သဖုံးတော့ပေါ့တော့တော့ကိုလိုအပ်တဲ့ debt တွေအကုန်ပါတယ်ပေါ့နော်အဲ့လိုဆိုတော့ဟိုအဲ့ဒါလေးပေါ့နည်းနည်းသတိထားပေါ့နော်ပြီးတော့တွားတဲ့ deposit အလဲ quality ကောင်းတာသုံးပေါ့နော်ပြီးတော့6လတစ်ခါလောက်လဲပေါ့နော် အဓိကအဲ့ဒါတော့တိုက်ဟိုဘယ်လိုပြောမလဲဒီတော့တော့ကြောက်ချစ်တယ်ဆိုတာလည်းဟိုဘယ်လိုပြောပေါ့တော့ကြောက်ချစ်တာကတော့ဟိုကွန်ကြက်စိတ်တိတ်မများပါ့မယ်ဘေကောင်းအများလဲဆိုတော့ကွန်ဂျိုးပေါ့နော်ကွန်ဂျိုးချစ်တာကတော့ကွန်ဂျိုးကကွန်ကြက်စိတ်မြန်မာနိုင်ငံနေထိုင်နေဆိုများရပါ့နော်နိုင်ငံခြားမှာကြာတိတ်မလို့ရဆိုနိုင်ငံခြားမှာကွန်ဆာရလို့တိတ်မရှိလို့ဟိုဒီနိုင်ငံမှာကြာတော့ကွန်ဆာရလို့ကများတယ်အဲ့ဒါဆိုကွန်ဂျိုးချစ်တာကတော့ကျွန်တော်ထင်တာကလေ၈000လောက်ကစလိမ့်မယ်ဘေးစိကမ်းမဆိုလေ အဲ့တက်တက်တက်ရင်တော့ကောင်းတာပေါ့ဆီအောင်ကတော့ရှာထွက်လိုက်မယ်တက်မရရှစ်တောင်းอ่ะဟိုဘယ်လိုပြောမလဲဟိုကိုနှစ်10နှစ်15နှစ်လောက်စားလာတဲ့ကိုအနိုင်ပိုင်းတွင်းပြောင်းအောင်လုပ်တာပဲဆိုတော့လေပြီးတော့ဆီအောင်တအားပင်မှန်းပါတယ်ကျွန်တော်တို့ ဟိုကျွန်တော်တို့အရင်တော့လည်းလှုပ်ဖူးရဲဆိုတော့ဟိုတအားပင်မနဲ့မျက်စိညောင်းနဲ့ဇက်ကြောတွေတော်တော်သဖေရတာအရန်ဟိုဘယ်လိုပြောမလဲအရန်ဟိုအရန်အချိန်အရန်ယူရလို့အားနဲ့ချစ်တာတော့မဟုတ်သူအချိန်ယူရလို့နည်းနည်းဟောဖြစ်တာဟိုကျန်တာတော့ဘာမှမဖြစ်ဘူးဟိုနည်းနည်းအချိန်ကြာတာအကြောင်းမလို့ပါပြီးတော့ patient ကလည်းတချို့တအားများတဲ့လူကနှစ်ရက်ခွဲချစ်ကြတယ်နှစ်ရက်ခွဲချစ်တယ်ဟို၃ရက်လောက်ထိတော့မခွဲပါနှစ်ရက်ခွဲချစ်တယ်အဲပြီးတော့ ပြန်မစားရင်ပို့အဆင်ပြေတယ်ကွန်းကြောက်ချစ်ကွန်းကွန်းစားပြီးလို့ကြောက်ချစ်ထားတဲ့လူကဟိုပြန်စားလိုက်ပြီဆိုရင်ခုနလိုမျိုး polish တေချာမလုပ်ထားရင်တော့ကွန်းကျိုးကပိုပြီးတက်သွားတယ်ပိုပိုကတ်နိုင်ကြများတာပေါ့နော် polish လုပ်ထားရင်တော့အင်းအင်းမတက်တော့ဟိုကွန်းကျိုးချစ်ချစ်ပြီးွားလို့ပြန်စားမိတဲ့လူကပေါ့နော်အဲ့ဒါကြောင့်သူရက်ွက်အထဲမှာပြောကြလေကွန်းကျိုးချစ်တယ်ဆိုရင်တေချာဖြတ်နိုင်မှကွန်းကျိုးချစ်တာပိုကောင်းတယ်ဆိုပြီးတော့လေအဲအဲ့လိုမျိုး အဲ့လိုမျိုးရှိပြီးတော့နောက်တစ်ခုအဲ့ဒီဟိုပါလေသွားချောက်ချစ်ပြီးရင် မလုံတဲ့တဲ့ဟာလေးရှိတယ်ကျွန်တော်သွားချောက်ချစ်ပြီးွားရင်ဟိုအယောင်စိုးစေးများတဲ့ဟာလေးတွေကိုသူက82နှစ်လောက်ခဏချောင်ရတယ်ဒီကွန်ဂျိုကွန်ဂျိုမော်ဆိုချောက်ချစ်ပြီးွားရင်ပေါ့နော်ချောက်ချစ်တော့ကွန်ဂျိုချစ်တော့အနှစ်ခုလုံးပေါ့နော်အဲ့ဒါလေးကို82နှစ်ချောင်ရတယ်ပြီးတော့အဲအယောင်ဆိုးစေးများရဲဆိုတော့ခုနပြောတဲ့အချိုရည်ပေါ့အယောင်ဆိုးစေးများရဲ့အချိုရည်ကော်ဖီကော်ဖီဘလက်ကော်ဖီတို့ အဲနောက်တစ်ခုကကြတော့အဲအစအရောင်စနွင်းတို့အရဘလဟင်ခတ်အမွေချိုင်ပေါ့လို့အရင်အဲ့လိုမျိုး food coloring တအားများတဲ့ဟာလေးခဏ82နှစ်လောက်ခိတအရှောင်းရှောင်းကျင်းရတယ်ပေါ့နော်နောက်တစ်ခုကကြတော့အရင်ချင်တဲ့အစားအစာတွေကို82နှစ်လောက်82နှစ်ပါပဲကျွန်တော်တို့ဒီအချိန်အတိုင်းတာတစ်ခုပဲပေါ့82နှစ်အတွင်းအရင်ချင်တဲ့အစားအစာတွေကို မစားရသေးဘူး ပြီးတော့အရန်မာတဲ့အစားအစာတွေကိုလည်းခဏချောင်းပါဆိုတော့သွားချောက်ချက်တဲ့အတွက်ကြောင့်သွားရအရန်စင်းစင်းဖြစ်တဲ့ရှင်ကမာတာစားလိုက်ရင်တစ်ခါကျင့်သွားမှာဆိုလို့နော်ကျင့်တတ်သွားတာချင်းတာစားလိုက်ရင်လည်းချင်းတာစားလိုက်ရင်လည်းအရန်ကျင့်တတ်သွားမှာဆိုတဲ့အတွက်ကြောင့်ပေါ့နောက်တစ်ခုကကြတော့အဲအရန်အေးတာလည်းစားလို့မရသေးဘူးဟိုအရန်အေးတာဘာကြောင့်လဲဆိုတော့ဟိုနည်းနည်းလေးဟိုရတော့ sensitive ဖြစ်တဲ့အတွက်ကြောင့်တအားကျင်သားနိုင်တယ်ဆိုတော့တွားကိုတုံခါမှုထုနဲ့ကျွန်တော်တန်ရှင်းလုပ်ထားတဲ့အတွက်ကြောင့်ပေါ့နော် အဲ့ဒါလေးနည်းနည်းရှောင်ပေးဖို့လိုအပ်တယ်ပြီးတော့အဲဒီကြောက်ပြန်မတက်အောင်ကလည်းသွားတေချာတိုက်ဖို့လိုအပ်တယ်အဲ့လိုမျိုးသွားကြောက်ချစ်ပြီးတော့လည်းသွားတေချာတိုက်ဖို့လိုတယ်ပြီးတော့ညဘက်ကျရင်လည်းသွားတေချာတိုက်ဖို့လိုတယ်အဲ့လိုမျိုးတေချာလေးပုံမှန်ဆိုမနေ့တစ်ချိန်ညတစ်ချိန်တိုက်ဖို့လိုတယ်အချိန်တကယ်ရရဆိုမနေ့တစ်ချိန်နေ့လည်းတစ်ချိန်ညတစ်ချိန်တိုက်ရမယ်အဲ့ဒါမှသာလင်နောက်ပိုင်းမှာကြောက်ချရတဲ့ຢာကိုင်းတော့နေသွားလိမ့်မယ်ပေါ့နော်အဲအဲ့တော့အလောက်ထိလှုပ်ထားမှသာလင်မိတ်ဆွေတို့ကဒီ သွားတန်းရှင်ရတော်တော်ကောင်းသွားလိမ့်မယ်သွားတန်းရှင်ရကောင်းသွားရင်မိတ်ဆွေတို့ထင်တယ်လို့နိုင်ငံသားထွက်လို့ရတာတခုလည်းမဟုတ်ပါဘူးခန္ဓာကိုယ်တစ်ခုလုံးရှိကျမ်းမာရေးလေအထိုင်လျောက်အဲကောင်းသွားလိမ့်မယ်ဗောနော်အဲ့လိုမျိုးဟိုအဲ့အကြောင်းပေါ့ကျွန်တော်ဒီဗီဒီယိုလေးမှာတော့တော်တော်တော့နည်းနည်းတော့ရှည်သွားပါဘောနော်ကျွန်တော်မိနစ်20ကြော်သွားတာဆိုတော့မိနစ်20ကြော်သွားရဲဆိုတော့အဲကျွန်တော်တို့ဟိုအဲအဲ့လို့ဆိုတော့ ောက်ဆုံးအနေနဲ့ကျွန်တော်ကဟိုဘယ်လိုပြောမလဲဒီကျွန်တော်မီနီကုန်းဈေးကမ်းမှာဗောနော်မီနီကုန်းဈေးကမ်းမှာကျွန်တော်အာဘယ်လိုပြောမလဲလက်ဆောင်လေးတခုမင်းဆွေတို့ပေးခြင်းတယ်ဗောဒီဗီဒီယိုဒီအဆုံးအထိကြည့်ပေးတဲ့လူတွေအတွက်ကိုအဲအဆုံးနဲ့ကြည့်ပေးတဲ့လူတွေကိုပါပြောခြင်းလဲဆိုလက်ဆောင်တခုအနေနဲ့မီနီကုန်းဈေးကမ်းဗောနော်ကျွန်တော်မီနီကုန်းဈေးကမ်းလိပ်စာလေးကျွန်တော်ပြန်မတင်ပေးလိုက်မယ်မီနီကုန်းဈေးကမ်းမှာသွားတန့်ရှင်ရာလောက်တဲ့လူအားလုံးကိုကျွန်တော်ဘက်က အဲမြေတားလက်ဆောင်အနေနဲ့ကျွန်တော်10%ကျွန်တော် short ပေးသွားမယ်မိတ်ဆွေတို့ဟာဈေးကန်ရောက်တာနဲ့ဒေါက်တာမြတ်ကိုလို့ပဲပြောလိုက်ပါဒေါက်တာမြတ်ကိုနာမည်ပြောပြီးတော့10% discount ယူလို့ရပါတယ်အဲ့လိုဆိုတော့ဟိုမိတ်ဆွေတို့မလာခင်တော့ appointment လေးတော့ကြိုယူဖို့လိုအပ်တယ်ကြိုယူဖို့လိုပြီးတော့မိတ်ဆွေလာမယ့်အချိန်လေးကိုအဲတခြားလောက်ကြိုပြောပေးပါတော့ကြိုပြောပြီးတော့မှ appointment တခြားလေးလုပ်ပေးလို့ရမှာဖြစ်ပါတယ်အဲ့လိုဆိုတော့ဒီတိုင်း walk in line ကြတော့ ဟိုကျွန်တော်လူနာများတယ်ဆိုစောင့်နေရမှာဆိုတဲ့အတွက်ကြောင့်ပေါ့နော်အဲဒါကြောင့်မလို့ဟိုဒေါက်တာမြတ်ကိုလို့ပြောလိုက်ရုံနဲ့မိတ်ဆွေက10%ရမှာဖြစ်ပါတယ်ကဲလို့ဟောင်းဖြစ်ဘူးဆိုရင်လည်းမိတ်ဆွေဒီဗီဒီယိုလေးကိုပြောပြလိုက်လေးရပါတယ်နော်အဲ့ဒါဆိုတော့ဟိုဒီအဆုံးထိရောက်လာတဲ့လူတွေအားလုံးကိုလည်းကျေးဇူးများအပ်တင်ပါတယ်အဲ့လိုဆိုတော့အားလုံးကိုနောက်ဗီဒီယိုမှာတွေ့ကြပါမယ်